ျွန်တော်တို့ Granite ဂျာကာလာအစိုးရကောင်စီဗီဒီယိုအစိုးရရဲ့စီမံအုပ်ချုပ်မှုအောက်မှာရှင်ရဲနေတဲ့ဒီဒီတော်လိုင်းရေးရဲ့အသီးပွင့်တွေဖြစ်ကျွန်တော်တို့ကအခုလွမြောက်တဲ့ဒေတာတစ်ခုမှာအခုလိုခန်းခန်းနာနာစီစီကာကာနဲ့တွဲဆုံကျိုးဆိုးနှုတ်ဆက်ပွဲရှင်းပါတာဖြစ်ပါတယ်။အဲဒီမှာတင်ထားတဲ့အတိုင်းကျွန်တော်တို့အားလုံးဟာအမှန်နဲ့တရားအဖြစ်ဒီဒီဘက်ကိုကူးပြောင်းလာတဲ့ဒီဒီစစ်သားဒီရှစ်သားတွေနိုင်ငံရဲ့အနာဂတ်ခွန်အားများဖြစ် နည်းတွေသူဆိုကိုပြကြတာဖြစ်ပါတယ်။ရှေ့ဆက်ပြီးတော့သူတို့တွေကိုတိုင်းပြည်တိဆောက်ရေးဂျာကာလာအတွင်ကူပြောင်းရေးကဏ္ဍတွေမှာသူတို့တူဦးချင်းစီရဲ့စွမ်းအားတွေနဲ့ဘလောက်အရေးပါလဲဆိုတဲ့အကြောင်းလည်းသူတို့ကိုရှင်းပြထားပြီးဖြစ်ပါတယ်။ဆိုတော့ကျွန်တော်အနေနဲ့ကတစ်ဖက်မှာလက်နက်ကင်ပြီးတော့ဖက်စစ်အာဏာရှင်စနစ်ခုခံတွန်းလှန်ခြေမုံတဲ့တွန်းလှန်လုပ်ငန်းစဉ်တွေကိုဆောင်ရွက်နေသလိုတစ်ဖက်ကလည်းပဲကျွန်တော်တို့ဟာနိုင်ငံသားချင်းချင်းဖြစ်တယ်နိုင်ငံတော်ကိုတိဆောက်ဖို့ဒီနိုင်ငံသားတွေနဲ့ပဲဆက်လက် ီဆောက်ရမှာဖြစ်တယ်ကျွန်တော်တို့မှန်တရားဘက်တော်သားတော်လိုင်းသမားများအလုံးဟာနိုင်ငံတကာဥပဒေပြည်တွင်းဥပဒေတော်လိုင်းရင်းစံချိန်ဆိုင်တွင်းတွေကိုအပြည့်အဝလိုက်နာသောလူသားချင်းစာနာမှုတံပိုးကိုအပြည့်အဝဖောင့်ထိန်သောဘက်တော်သားများဖြစ်တယ်ဆိုတဲ့ရှားသာချက်အဖြစ်စစ်မြေပြင်ကနေထွက်ပြေးလာဖို့ချိတ်ဆက်လာသောဖက်စစ်အကြမ်းဖက်လက်ပါစီဖြစ်အတင်းအမခိုင်းစီခံရတဲ့ဟော်ဒီလူစစ်သားငယ်လေးတွေကိုယူနီထွေထွေကျူဆူ လက်ခံနေပါတယ်သူတို့ရေဆိုရင်လည်းပဲအသက်နဲ့ခန္ဓာကိုယဉ်ပြီးတော့စွန့်စားထွက်ပြေးလာရတာဖြစ်တယ်လို့ဒီဘက်ကသွားရောက်ကြိုဆိုရတဲ့တော်လိုင်းကြီးပက်သားများထက်မှလည်းပဲထိခိုက်အကြဆုံးယဉ်ညမှုကြီးစွာနဲ့လူသားချင်းအသက်ကယ်ဆယ်မှုအလုပ်ကိုဆောင်ရွက်ရတာဖြစ်ပါတယ်သူတို့အားလုံးဟာရှော့ရှော့ရှူရှူဂလင်းတကူနဲ့ဒီဘက်ကိုပြုံးပြုံးရွှင်ရွှင်ရောက်လာခဲ့ကြတာမဟုတ်ပါဘူးအဲသူတို့အားလုံးအတွက်သွားကြိုရင်အသက်ခန္ဓာပေးလိုက်ရတဲ့တော်လိုင်းပက်သားရဲ့ရှိတယ်လို့ ထွက်ပြေးလာဖို့ကြိုးစားရင်လမ်းခုလက်မှာပဲသူတို့ဖက်စစ်ကြမ်းဖက်တပ်တွေရဲ့ဖိတ်ဆို့ဟန်တာတိုက်ခတ်ထောင်ထားတဲ့နေမိုင်းတွေကြောင့်အသက်ခံတာဆုံးလွတ်သွားရတဲ့စစ်တီတော်လည်းရှိပါတယ်။အဲ့တော့ကျွန်တော်တို့အနေနဲ့တော်လိုင်းကြီးကိုမှန်မှန်ကန်ကန်နဲ့အဆုံးတိုင်ထိသွားမဲ့ဘက်တော်သားတွေအနေနဲ့ကျွန်တော်အားလုံးကအခုလိုမျိုးယာချီတဲ့ထွက်ပြေးလာတော့ဖက်စစ်အကြမ်းဖက်လက်ပါစီဒီထဲမှာအားလုံးမိဘဟာအတင်းအဓမ္မဖန်စီခံရပြီးတော့နော်အတင်းအဓမ္မဖန်စီခံရပေါ်တာဆွဲခံရပြီးတော့စစ်တပ်ထဲတွတ်တွင်းခံရတဲ့ လူခွေချိုးပေါက်ခံရသူတွေတာဖြစ်ပါတယ်ဒီလူငယ်တွေကိုကျွန်တော်တို့ဟာနွေ့နွေ့တွေးကြိုးဆိုတဲ့ဆက်လက်ပြီးတော့လဲကြိုးဆိုဖိတ်ခေါ်တဲ့အစီအစဉ်တွေရှိသလိုစနစ်တကျပြန်လဲစုဖွဲ့ပြီးတော့သူတို့အတွက်တိုင်းပြည်တည်ဆောက်ရေးလိုအပ်တဲ့တမွေးဝမ်းကြောင်းပညာနိုင်ငံတော်တည်ဆောက်ရေးတဲ့လိုအပ်တဲ့အုပ်ချုပ်ရေးပညာစတာတွေကိုလည်းစင်ပွားတင် जा ပေးမှာဖြစ်သလိုလက်တလောမြေပြင်စီးရေးအခြေအနေလိုအပ်ချက်အရခံယူချက်ခိုင်မာသောတိုင်းပြည်အနာဂတ်ကိုဒိုးတွေအားလုံးပူးပေါင်းတည်ဆောက်မှာရမယ်ဆိုတဲ့ယုံကြည်ချက်ရှိသောဒီပြည်သူစစ် ဘက်ကနေပဲပြောင်းလာတဲ့လူငယ်များနဲ့စစ်ပညာတေးချာသင်ကြားစုဖွဲ့ပြီးတော့ဖက်စစ်ကြားဖက်စစ်စခန်းတချို့တုံ့ပြန်တိုက်ခိုက်တဲ့နေရာမှာလည်းကျွန်တော်တို့အာဝင်ဆင်နေတော့မှာဖြစ်တယ်။စီယုံမယ်ခေါ်ထုတ်မယ်စုဖွဲ့မယ်အမြင့်ပြတ်ပြီးကြီးဖက်စစ်စနစ်ချေမုန်းကြီးကိုကျွန်တော်တို့အားလုံးဒေသကတော်လိုင်းခေါင်းဆောင်များနဲ့အတူရွေးချွေးစွာညီကုံမနမပြည်တော်စုသားစိတ်ထားနဲ့ကျွန်တော်တို့ဆက်လက်ကြိုးပမ်းသွားကြမှာဖြစ်တယ်။ဆိုတော့လက်တော်မြေပြင်လိုအပ်ချက်တွေကကျွန်တော်တို့မှာတော်လိုင်းရေးအတွက် လက်နက်ခဲယမ်းရိခါတွေကိုလည်းပြင်းစင်စုဆောင်တဲ့ပြည်သူ့ခွန်အားလိုအပ်နေတယ်လို့ဟောဒီလိုမျိုးတစတဲ့တစစေကနန်းမှဒီရာကနန်းထိဖြည်းဖြည်းကူပြောင်းပူပေါင်းရောက်ရှိလာမဲ့ဖန်အစ်မဖန်စည်းကံပြည်သူ့သားတွေကိုလည်းပဲကျွေးမွေးဆော့ဆော့ဖို့ကျွန်တော်တို့တွေပြည်သူတွေကပဲဆက်လက်ကူညီပေးကြရမှာဖြစ်ပါတယ်အဲ့တော့နိုင်ငံတကာကိုကျွန်တော်အနေနဲ့မြစ်တာရက်ခံပန်ကြားကျင်တာကတော့ကျွန်တော်တို့နိုင်ငံရဲ့ဖြစ်ပေါ်နေတဲ့ဒေတာတွင်အရှိတော်အားရှဒေတာတွင်မှာ အတည်ငြိမ်မှုကိုဖြစ်ပေါ်နေစေတဲ့အဓိကရင်းမြစ်ဟာဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်ရဲ့ဥပဒေမဲ့လူသားချင်းစာနာမှုမဲ့လူမျိုးတော်တခြားမှုအပါအဝင်စစ်ရာဇဝတ်မှုပေါင်းမြောင်များစွာကိုကျူးလွန်နေတဲ့ဖက်စစ်အကြမ်းဖက်အာဏာရှင်အုပ်စုရဲ့လုပ်ရက်တွေကြောက်တာဖြစ်ပါတယ်။သူတို့တွေကြောက်အခုလိုအတင်းသမားဖမ်းဆီးခံရတဲ့လူငယ်မျောများစွာစစ်မြေပြင်မှာတည်ကျင်နေကြတာ။အဲ့တော့ကျွန်တော်တို့တွေရဲ့လမ်းစလမ်းစဉ်ဟာလူတည်ကျင်မှုနှုတ်အ ਨੇ ဆုံးနဲ့ထိခိုက်ဒဏ်ရာရမှုအ ਨੇ ဆုံးနဲ့ အောင်မှန်းဆင်နိုင်ဖို့အာနာရှင်စနစ်ကိုဖြိုဖျက်နိုင်ဖို့ဖြစ်တဲ့အတွက်ကြောင့်အခုလိုမျိုးဘယ်ပြောင်းရင်းအစီအစဉ်တွေစစ်တပ်ထဲကနေဖျက်ပြေးလာတဲ့ဒီလိုဟိုးတန်လူသားတွေကိုကဲဆဲကူညီဆောက်ဆောင်ရေးအစီအစဉ်တွေကိုနိုင်ငံတကာအစိုးရတွေအနေနဲ့အလေးနဲ့တံပိုးထားပြီးပူးပေါင်းကူညီပေးမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ရေပြင်မှာပုံမကျဲပြန့်တဲ့ဘယ်ပြောင်းရင်းအစီအစဉ်တွေကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ကျွန်တော်ဆိုရင်ဂရီနီဘီဂရီနီဘီဂျာကာလာအုပ်ချုပ်ရေးကောင်စီကခန့်အပ်ထားတဲ့ဘယ်ပြောင်းရင်းအစီအမံ စီမံအုပ်ချုပ်ရေးကော်မတီရဲ့ညွှန်ကြားမှုတာဝန်နဲ့ရေးပြင်မှာအကောင်းဆုံးစူးစမ်းဆွမ်းဆောင်နေပါတယ်။အကြိမ်နိုင်ငံတကာကသာဒီကြီးမားကျယ်ပြန့်တဲ့ဗေဒောင်းအစီအမံတွေအတွက်ကိုစနစ်တကျစိတ်ဝင်စားရှိရဆိုရင်ကျွန်တော်တို့မြေပြင်ကိုဖိတ်ခေါ်ပါတယ်။ကျွန်တော်တို့လိုအပ်တဲ့လက်တလောဂျူးမွေးအစီအစဉ်တွေ၊ရှယ်တာတွေ၊တင်ကြားရေးနဲ့ rehabilitation program တွေအတွက်ကိုနိုင်ငံတကာကစနစ်တကျပံ့ပိုးပေးမယ်ဆိုရင်ကျွန်တော်တို့ကယာကနန်းမှကြီးထောင်ကနန်းကြီးတခွဲလိုက်တရင်လိုက်ယူဟာလိုက်တက်မာလိုက် ဘယ်ပြောင်းပြီးတော့ဥပပေါင်းကကျွန်တော်တို့ဖက်ဒရယ်ပြည်တော်စုနိုင်ငံတော်တစ်ကိုကာကွယ်ဆောက်ရှောက်နိုင်တဲ့တမတော်တတိယပေါ်ပေါက်ဒီကြီး ERG တွေ PDF NUG MOD ရဲ့ PDF အပါဝင်တဲ့ CDM တွေဘယ်ပြောင်းသူတွေအခုလိုထပ်ပြေးလာတဲ့ပြည်သူစစ်သားတွေပူးပေါင်းပြီးတော့စနစ်တကျစီမံခန့်ခွဲကနိုင်ငံတော်ရဲ့အနာဂတ်ကို power gap ဖြစ်မသွားအောင်အာဏာလီဟာနယ်ဖြစ်မသွားအောင်ကာကွယ်ရန်ရည်ကြီးတစ်ခုကိုဆက်လက်တိစောက်သွားနိုင်တဲ့အခြေကျွန်တော်တို့မျှော်မှန်းထားပါတယ် ဒါကြောင့်နိုင်ငံတကာဥပဒေအင်ဂျီနိုင်ငံအစိုးရတွေအနေနဲ့ဒီဗက်ပြောင်းရေးအစီအမံဟာမြန်မာနိုင်ငံအပါအဝင်ပြည်တွင်းအင်ဂျီချင်းနိုင်ငံတွေအတွက်ပြီးပွားသပွဲဖြစ်နေစေပြည်ပခါကိုဖြည့်ရှင်ရေးအတွက်မဖြစ်မနေဖြတ်တန်းတည်ဆောက်ရမယ်အစီအမံကြီးတစ်ခုဖြစ်ပါတယ်။ဒါကိုအလေးနဲ့ထားပြီးတော့ဝိုင်းဝန်းကူညီအားပေးပါလို့ကျွန်တော်အနေနဲ့မြစ်တာရဲခိုင်နဲ့ဟောဒီလူအသက်ငယ်တဲ့လုပ်ငန်းစဉ်ကိုရှင်းဒလာ project လို့ကျွန်တော်နာမည်ပေးထားပါတယ်။နာဇီခေတ်လက်ထက်တုန်းကဂျပန်ဂျီအဖက်ဖက်စစ် အာနာရှင်တွေဟာယူတွေမြောက်များကိုဖမ်းဆီးပြီးတော့တပ်ဖြတ်ဖို့ကြိုးစားနေနေမှာရှင်ဒလားလို့ခေါ်တဲ့ဒီဒီလူမျိုးလူအသေးတယောက်ကလူတွေများကြီးကိုကယ်ထုတ်ခဲ့တာရှိပါတယ်။ဒါကြောင့်မို့ဟောဒီဆရာမင်းသားတို့လိုမျိုးဟောဒီဆရာကိုရဲတို့လိုမျိုးတကယ်မုံမြတ်တဲ့လူသားချင်းစာနာတဲ့စိတ်ထားနဲ့လူအသက်တွေကိုကယ်တင်နေတဲ့ကြိုးစားနေတဲ့ဒီရှင်ဒလား project ဟာကျွန်တော်ကျွန်တော်တို့ရဲ့လက်ရှိဖြစ်ပေါ်နေတဲ့၄နှစ်ကျော်၅နှစ်တည်းချင်းနှင်းလာတဲ့ဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်အမြင့်ပြတ်ချေမှုရင်းနဲ့ ဖက်ဒရယ်ပြည်တော်စုနိုင်ငံတော်တည်တည်ဆောက်ရေးအတွက်မဖြစ်မနေကျွန်တော်တို့အားလုံးတည်ဆောက်ကြိုးပမ်းရမယ့်လမ်းစဉ်ကြီးတစ်ခုဖြစ်ပါတယ်ဆိုတဲ့အကြောင်းတင်ပြရင်းနဲ့ရေးထွေးစွာအားလုံးကိုကျေးဇူးတင်ကြောင်းပြောကြားပါတယ်အားလုံးကျေးဇူးတင်ပါအလုံးလေးအားဟိုတယောက်တော့မင်းတယောက်ဝင်သုံးလေးယောက်တော့ကိုယ့်အတွေ့အကြုံနဲ့ဘယ်လိုတက်ဖွဲ့တယ်ကဘယ်လိုလူတွေကို ြောရှင်တဲ့စကားလေးတက်တက်တက်ရဲရဲဘာလို့ပြောမလဲဘယ်မှာလက်ထောက်ပြောမလို့အားလုံးဟာအသက်ရှင်ရဲ့ပြည်သူဘက်ကိုကူးပြောင်းလာတဲ့ပါစပြည်သူစစ်ခေါ်တဲ့အရင်ကဖမ်းဆီးခံရတဲ့ဖက်စစ်တပ်ကစစ်ကြုံဘွားကနေလွတ်မြောက်ပြီးလွတ်လပ်တဲ့လူဘွားနဲ့နိုင်ငံသားအကောင်းဘွားကိုရောက်ရှိအောင်ကူးပြောင်းလာခဲ့တဲ့တတိတဲ့တရားကောင်းတွေဖြစ်တယ်အဲ့တို့တည်းတချို့ကျွန်တော်မေးကြည့်ပြီးတော့တို့ဘယ်လိုမျိုးဖန်ဆီးခံရလဲဆိုတဲ့အကြောင်းနဲ့တို့ရဲ့ဘဝတူလက်ရှိဖက်စစ်တပ်တွေကအတင်းတမခိုင်းဆီးခံနေရတော့စစ်သားတွေဘာပြောကျင်လဲကျွန်တော်မေးကြည့်ပါမယ် 这部剧，这部电视剧，不部在泰国要看的。哎呀，太慢，要不看要细点的剧。哦，正那啊，八十年代了，喏。就是木的。嗯。那么我们啥时候地方的？比如说人家要弄呢，这冬天要弄呢，人那里盖巴拉来不？哎。正那二四嘛，哎那二五一嘛年年在吹呢。哦，二五来幺。哦，二五一嘛年年在吹呢。就讲你啊，正那不如稍微靠来一点。我给他，嗯，买四木的，巴来不？嗯。啊，那正那，哎，这嘛正那敲嘛太阳呢？ ဘာကြောက်ရတာတန်းကဆိုင်ငယ်မောက်လာတော့ဆိုင်ငယ်မောက်လာတန်းကချင်းချင်းကိုကျွန်တော်ကြိုးလာတယ်။အော်အဲ့အချိန်မှာကျွန်တော်ခင်ဗျားတို့စစ်မှုထမ်းအဲ့လိုဒီဒုက္ခိတလည်းခေါ်တာပဲလားပေါ့။အင်းမင်းအဲ့စကားမျိုးပြောနေတဲ့တော့ဆိုရက်ွက်ယုံခဏလိုက်ခဲ့ပေါ့။ရက်ွက်ယုံရောက်မှမင်းရှင်းပြမယ်လို့ဟုတ်ကျွန်တော်မလိုက်နိုင်ဘူးအေးပေါ့ဒဏ်ရာကြီးနေတယ်ကျွန်တော်မလိုက်နိုင်ဘူးကျွန်တော်မှလည်းဒဏ်ရာနေခင်ဗျားတို့လူကောင်းသူကောင်းလို့ခေါ်လို့အင်းအဲ့တော့ကြောင့်ကျွန်တော်မလိုက်နိုင်ဘူးပြောအဲ့ဒီအချိန်မှာကျန်တဲ့ပြူစော်ဒီ3လောက်ကပေါ့ကျွန်တော်လက်လက်နေချင်းပြီးတော့ ကောင်းကောင်းပြောနေကောင်းကောင်းလိုက်ခဲ့ဟဲ့အောင်နဲ့စကားမများနဲ့ပေါ့အဲဒီမကြီးဒီလိုတိုက်ဆော့ခေါ့ဒီလိုတိုက်တော့ဆွဲမခေါ်ဘူးကျွန်တော်တို့ငုတ်ထိုင်နေချိန်မှာညောင်တော့ကျွန်တော်လမောင်းနှစ်ဖက်ကနေမှာထားပေါ့လိုက်ခဲ့ပေါ့အချိန်မှာကျွန်တော်မုတ်ဆိုင်ရဲ့အိမ်ရှိဒီမှာထိုင်နေမုတ်ဆိုင်ကဦးလေးနဲ့စကားပြောနေတဲ့အချိန်မှာအဲ့လိုလာခေါ်တာညီမကြီးလည်းရှိရယ်ပေါ့တစ်ခုခုဖြစ်သွားမယ်ပေါ့ချင်းချောက်တဲ့စကားတွေပြောတယ်ပေါ့အဲ့တော့ ကျွန်တော်မှမလိုက်ဘူးဆိုရင်ကျွန်တော်ရောက်ခါရှိတယ်ပြီအေးပေါ့အဲ့တော့ရောက်ဖို့အန်ဒီရပေးမှဆိုတဲ့အတွက်တည်းအတွက်ကြောင့်လည်းပါတယ်ပေါ့ညီမတွေကိုအန်ဒီရပေးမှဆိုတဲ့အတွက်ကြောင့်လည်းလိုက်သွားလိုက်ရတယ်ပေါ့အေးပေါ့ပြီးလိုက်ပြီးတော့ဟိုလည်းရောက်လည်းရောက်တခါစစ်ကြောကြီးတန်းပို့လာဩစစ်ကြောကြီးမှမင်းတို့ဘာတွေပြောသေးလဲဘယ်လိုတွေပြောလဲစစ်ကြောကြီးမှဘယ်လိုတွေပြောလဲဆိုတော့ဒီစစ်မှုထမ်းပေါ့နော်စစ်မှုထမ်းသူတို့ခေါ်ရတဲ့ဒီကကြောင်းရဲကဒီနိုင်ငံသားကောင်းတွေကိုခေါ်တာပေါ့อืมအဲ့လိုမျိုးပုံစံမျိုးတွေရိုက်သွင်းနေအေးပေါ့ပြီးရင်ဒီ ဒီတော်လိုင်းဖွဲ့စည်းတွေပေါ့အကြမ်းတ်ဖွဲ့စည်းဆိုပြီးတော့ဒီကောင်တွေနာမည်တက်ပြီးတော့ပြောတယ်အဲ့လိုမျိုးရှိရပေါ့အဲဒါပေမဲ့ဒီကောင်တွေပြောတဲ့စကားကိုလည်းကျွန်တော်တို့ကစာရေးရလည်းယုံကြည်မှုရှိပါဘူးအေးပေါ့အေးပေါ့ကျွန်တော်လိုက်ထဲကလည်းကျွန်တော်ရက်ွက်ထဲကလူငယ်တို့ကျွန်တော်ပြောခဲ့တဲ့စကားတစ်ခုရှိတယ်ငါပြန်မလာခဲ့တော့ပဲရှိရှိဘလို့ចောင်းမျိုးနဲ့ပဲရှိရှိပေါ့မင်းတို့နောက်နောက်စစ်မှုတဲ့လာခေါ်လဲဆိုလုံးဝမလိုက်ကြပါနဲ့ကျွန်တော်မှာခဲ့တယ်ပေါ့နော်ကျွန်တော်ရက်ွက်ကလူငယ်တွေပေါ့အဲ့လိုမှာခဲ့တဲ့အကြောင်းအရာတွေရှိပါဘူးဟုတ် 安尼是的呢，有不老带来。就那冬了的，不老带来。冬代表是咪咪有不老，就金浦汗。哎，就那俺冬的嘛，就那大白肉你给呀，我俺冬的咋嘛就那，大拉肉你给呀。哎，这嘛，大拉这肉你嘛，就那哎个嘞就那快不急的。哎，这钱嘛，没细那钱嘛，比如说打红鱼的，是不少的高呢啊。我也倒是还养家的啦，表叔出生的嘛，不等养养家的啦。 ဘယ်လိုပုံစံမျိုးမင်းအလူရသားပြောင်းနေလဲမင်းဟောမြင်နေလဲတော်မရိုင်းနေတော်ပိုင်းရိုင်းနေတော်မရိုင်းနေကောဘယ်လိုမရိုင်းလဲဆိုတော့မနေ့၄နိုင်ကို၅နိုင်ကိုပေါ့ညကကောင်းမှုကုသိုလ်နဲ့မေတ္တာပွားနေရှင်းပြထူရမယ်ရှင်းပါဒီကောင်ဘာလို့ဆဲဆိုလဲဘုံဒီကောင်ဒီကောင်ဘုံလင်းသူရက်တွေတောက်တယ်ဆဲတယ်မိစာရောအခုမိစာပြီးတော့အလုံးလုံးနေနေလဲဆရာအဲ့လိုမျိုးလုံးနေတာလုံးနေသူကိုယ်တိုင်လည်းမြင်တယ်အဲ့လိုမြင်ရတာနဲ့သဘောတွေအုပ် ထုတ်လေးနဲ့ကန်သဘောဆိုဒီနေရဲတာနေရင်းလေးမှာရိုက်ရဲမေးရီနဲ့ဆဲတယ်ဟုတ်သဖြင့်မေးရီနမရီနဲ့ဆဲအေးဘောကတော့မှအမေရဲနမရဲပဲရှိတာအေးဘောရမ်းနာတယ်ကျွန်တော်မကြိုက်ဘူးအေးဘောအေးဘောအဲ့လိုမျိုးအေးဘောကြီးတယ်ဒါပေမဲ့ဒီကောင်လေးကဘလို့ပြောလဲဆိုတော့မင်းတို့ပြေးပပလက်ကံကမင်းတို့မိုင်းနေထောင်တာလေအေးလွန့်ပြေးပေါ့လွန့်ပြေးပေါ့မင်းတို့သေမှာပဲအေးဘောအဲ့လိုပြောတယ်ဒါပေမဲ့နောက်ဆုံးကျွန်တော်တို့တွေလုံးဝမခံနိုင်တဲ့ဆုံး

သူတို့တန်နေစစ်သားပေါ့၁၁ရောက်လောက်ကိုပါစာအယောက်50လောက်ဒီကောင်နဲ့အုပ်ချုပ်လာတယ်။အော်အဲ့တော့ကြောင့်အများကြီးရှိတယ်ပေါ့ပါစာရေ။သူတို့ကဒါစီးလုံးမယ်ဆိုရင်ထွက်လာလို့ရတယ်ဆရာ။อืมဘာမှကြောက်စရာမလိုဘူး။လူကြီးကြီးနဲ့ကချိတ်ဆက်ပြီးတော့ထွက်ထွက်ရှင်ခွင့်ရတော့ကျေတေးကြ။အေးမိုင်းတော့မနေမိအောင်တော့ပြန်ဆက်ခဲ့။သူတို့ဘာပြောချင်းလဲဆိုတော့ထွက်လာခဲ့ပါဦး။ချိုးချိုးပါ။အေးပေါ့ဟုတ်လိုမျိုးတော့ဒါမျိုးကိုရီးနဲ့သူပြောပြတာပေါ့နော်။အဲ့တော့ဒီနေ့ဒီမဲ့ငါပြောပြရင်တော့အာဒီငါ့ကိုမိတ်ဆွေတယောက်မညတော့ message ပို့တယ်။ဂျန်ကူမှာတစ်ချမ်းဖမ်းနေတယ်ကွ။ ရန်ကုန်မှာတလန်ကျန်းဖမ်းလာမြေလို့ရွယ်တူတွေအကုန်ဖမ်းဓမ္မအောင်လည်းရှင်းချင်းထက်ဓမ္မအောင်ထဲမှာတန်ကျူးကျူးခတ်ပတ်ပြီးတော့အကုန်ချုပ်ထားလူငယ်တွေမနေရာထိနော်မနေညာထိအဲမင်းတို့တွေကစောစောစီးစီးလွတ်လွတ်လပ်လပ်ဘဝအူရောက်လာတော့မင်းတို့ဘာပြောပြောရှင်းတ်ဆရာနော်ငမို့သားမင်းတို့အခုဆက်ကြည့်နေတယ်မင်းတို့အခုကပုံဆိုးပြီးချိန်နေကြအများကြက်သေးသွားပြီနော်အဲ့တော့ရဲဘော်ပြောတော့နောက်တစ်ယောက်ပြောမင်းဘလို့ဘလို့ဖန်တီးခံရဘလို့ချက်တတ်တဲ့တင်ခံကျွန်တော် 你家那个太慢了吧？哦，太慢、哎哎、了。然后那个叫嘛？反正，大概，春节去吧。嗯嗯。然后，然后，然后别人他可能家里嘛摆吧。哎呀嘛，然后啥个呢？像平常，然后这些嘛，都啊马路就收收米米，要么收收这，还得。马个不溜马嘞。嗯，对吧、哦？都摆下来些嘛，经常溜。哦，你这商店的冰车铺着嘛，困难的。对。哦。哎嘛、嗯，都是我，我给他呢，都是云南去哦哦。那米面子也是溜收收，好些的还得收上点油。 ပို့ပို့ပါ။အော်ကျွန်တော်တို့ဘာအပြစ်မှမရှိဘူးနော်။ဘာလို့ဒီလိုလောက်ထားတယ်လို့ဒီအမျိုးကညှင်းဆန်ပါလား။ဒါမှမလို့မှညှင်းဆန်လို့မရပါဘူး။อืมအဲ့ဒီကနေပြီးတော့ကျွန်တော်တို့ဒင်းနားနေပြီပို့တာထိကျွန်တော်တို့ဒီလိုလောက်ဆောင်ပါလား။အော်ဘာမှလည်းပြောခွင့်မရှိပါဘူး။နောက်ကြောင့်မိသားစုထောက်ပံ့မယ်ဆိုပြီးတော့လည်းပဲကျွန်တော်တို့ကသူတို့ပြောတဲ့အခါကိုရုံးလိုက်မှာဒါမှမဟုတ်သူတို့မထောက်ပံ့ဘူး။အဲ့ဒီရိုက်ရမှာငွေတွေကောက်ပါငွေတွေကောက်ခိုင်းမလို့သူတို့ကသူတို့လူချင်းနဲ့အတူသူတို့ကသူတို့ခွဲထားပြီးတော့ယူတုံးကြတယ်တုံးကြပါတယ်ကျွန်တော်တို့မိသားစုကိုမေးကြည့်တဲ့အချိန်မှာတရားတရားမှမေးပါဘူးလို့ပြောပါတယ် ဒါဆိုလို့ရှိရင်တို့တလောကကြားရတဲ့နတ်မုံမြို့နယ်ကကြေးရွာအုပ်ချုပ်မှုတယောက်ကထောက်ခံစာတစ်ခုလိုင်းပေါ်တက်လာတွေ့တယ်။ဘာလဲဆိုတော့နတ်မုံမြို့နယ်ဘယ်ကြေးရွာမှာဥပဒူကြီးသားမောင်ပဒူအသက်ဘယ်လောက်ဒီကြေးရွာအပြင်တို့နွားကြောင်းရံထွက်ခွာမိမှာမှန်ကန်ပါတော့ထောက်ခံပါပြီ။ဟုတ်တကယ်တကယ်တက်လာတာနော်။အဲ့တော့မင်းတို့မင်းနဲ့တောင်းဝတ်စုံလေးဝတ်ထားတာပဲ။ခတောင်းဝတ်စုံလေးဝတ်ထားတာ။အဲ့တော့2020 15နဲ့2020ကြားမင်းတို့ကြေးရွာအပြင်နွားကြောင်းမှုထောက်ခံစာတောင်းခဲ့ရတယ်။ 哎，侬看那方面，侬讲面，看嘛，伢在其他方面侬就少，真难讲的讲，晓得末啦？哎，侬那开的科技的科技面，讲就叫姐，过去话的那边有南瓜、姜母了嘛？我讲侬是嘛？太困能当话的是吧？侬、啊、不老、啊、的姜母还要多少嘞？姐 <話 S 1>，我这多少钱交在第二边嘛？可别见没几个，看多少翻看多少，实实在在讲。哟，侬话绿色这干的去了，等你上坡，都等于砍柴。啊，等你上坡安的没两个韭菜，或者绿的番叶，啥去了？绿绿绿绿，绿色这屁股啊，不是十来袋包人家好嘛？ ဟုတ်တော့ဟုတ်ပါဘူးပြုံးပြုံးရှင်းရှင်းလေဆိုတော့ငါပြောသလိုမဲ့ရွယ်စိတ်တက်ကြပြီးတော့မှတေမဲနေကိုဆောက်မလားပြုံးပြုံးရှင်းရှင်းနဲ့တေမဲနေကိုဆောက်မလားလုံးရတယ်ဘာလို့လဲအေးတန်ဖိုးရှိတဲ့လူဘွားရရင်မဘာလို့မဲရွယ်စိတ်တက်ကြနေမှာခက်ခဲတော့ရှိမှာပေါ့ရှိတဲ့ခက်ခဲကိုဘာလို့လူမင်းတို့သဘောထားရမလဲဆိုလို့ရှင်မင်းတို့ဓာတ်တစ်လက်ကိုတွေးမယ်ဆိုတော့မင်းတစ်သားပေါ်မှာတင်သွေးလို့ဓာတ်ထက်လာမလားမထက်ပါဘူးအေး ရေထဲမှာသောသွေးနေလို့ထက်မလားဟုတ်အေးငါမကျင်တဲ့ဥကအစ်ဝါရီပဲလက်ခုတ်နေမယ်ဆိုပို့တုံးသွားမှာဟုတ်လားဟုတ်ပါဓာတ်တလက်ကိုထက်ချင်ဘယ်မှာသွေးမလဲအေးရောကြောက်မှာကြောက်တော့မှချောမွေ့နေတဲ့ကြောက်လားကြမ်းကြမ်းကြောက်ကြမ်းကြမ်းဟုတ်လားဗျမင်းတို့လောကရန်ဟိုခက်ခက်ခဲခဲကြမ်းကြမ်းတန်းတန်းရင်ဆိုင်ရတဲ့အချိန်မှာမင်းတို့ရဲ့အတွေ့အကြုံမင်းတို့ရဲ့အုံနောက်မင်းတို့ရဲ့စိတ်မင်းတို့ရဲ့ကိုကိုကိုယုံကြည်မှုကိုဓာတ်သွေးတယ်လို့သဘောထားပြီးတော့အခက်ခဲတွေကိုရောက်အောင်ကြော်ဖြတ်အခက်ခဲတွေကို လေကတိလို့သုံးနိုင်တဲ့လူမှန်သမျှအထက်ကိုရောက်တယ်။အခဲခဲတွေကိုစိတ်ညစ်တဲ့ကွာဆိုလက်မြောက်အရှုံးပေးနေတဲ့လူမှန်သမျှတချင်းချင်းဒူးထောက်ပြီးလူအောက်ရောက်တယ်။အဲ့တော့မင်းတို့ဘဲခဲခဲကြုံကြုံနော်ယောက်ျားလေဟုတ်လားဟုတ်ပါယောက်ျားယောက်ျားဆိုတော့ဟာဇွဲရှိရမယ်ခွာရှိရမယ်ယုံကြည်ချက်ရှိရမယ်လောကကြီးရဲ့ကောင်းကျိုးကိုဥဆောင်နိုင်စွမ်းရှိတဲ့လူဖြစ်တယ်အဲကြောင့်မင်းတို့ယောက်ျားယောက်ျားတဲ့မှာမင်းကကောင်းကင်တမိုးကျေကိုဆွတ်သူများတွေ ဖောက်ထွက်ဖို့ကြောက်နေတဲ့အနေထားနဲ့ရအောင်ယုံထွက်လာခဲ့တယ်မင်းတို့ဟာဘာပဲပြောပြောသူရဲကောင်းတစ်မျိုးဖြစ်တယ်အခုဆိုရင်မင်းတို့ပြည်သူတွေကတန်ဖိုးထားကြတယ်ဘာကြောင့်ဆိုတော့ဖက်စစ်ဗတ်သားဖြစ်မင်းတို့မနေဘဲနဲ့ပြည်သူဗတ်သားဖြစ်ဒီချစ်သားတွေဖြစ်မင်းတို့ခံယူကြောင်းနေလာခဲ့လို့ဖြစ်တယ်ဒါကြောင့်မို့တန်ဖိုးရှိအောင်ကြိုးရှိအောင်တုံ့ချပါရတဲ့တည်းမြအချိန်ကိုမိမိဘွားအတွက်မိမိရဲ့လက်ရှိတော်လိုင်းအတွက်ပါဝင်စင်လုံးတိုက်ခတ်နိုင်တဲ့စင်နေဖြစ်အောင်ကြိုးစားပါမကြမထင်ပါ ပြည်တော်စုကာကွယ်ရေးတပ်တော်ကြီးမပြစ်မနေတည်ဆောက်ရလိမ့်မယ်။ဒါဆိုတော့ပြောလို့ပဲ။ဒီထဲမှာမင်းတို့ကူပြောင်ပူပေါင်းတာဝန်ထမ်းဆောင်နိုင်ဖို့ကြိုးစားပါ။နိုင်ငံကြီးတကယ်လုံခြုံပြီးဘေးကင်းသွားပြီးတွာသူ Melchi Institution နဲ့ပြည်တော်စုတစ်ခုလုံးကာကွယ်နေတဲ့ Defense ရန်နရာကြီးလက်ပတ်သွားပြီးဆိုတဲ့အချိန်မှာမင်းတို့ဟာ AACC လေပဲပြန်ဆိုင်ဆိုင်ကလေးပဲပြန်မွေးမွေးကိုနေရကိုနေသားမှာကိုလွတ်လွတ်လပ်လပ်လုံလုံခြုံခြုံပြောပြောချင်းချင်းနေခွင့်ကျင်းနေရတာမှဖြစ်တယ်။အဲ့ဒီမရောက်ရင်ဆက်ကြတော့ငါတို့အားလုံးဟာ အရေးကိုလိုချင်ရင်နေဘွားဆောင်ပါဟုတ်ပြီโอเคအားလုံးနေဘွားဘယ်လိုဆောင်ကြရအောင်နော်အားလုံးကျေးဇူးတင်တယ်ရပါလို့အားလုံးသမင်းဆောင်ပါတော်တော့တည်တူသားကောင်းတွေကိုတကယ်တက်ဆိုင်ပေးချင်တာကတော့သူတို့လိုအပ်တဲ့လက်နက်ခေယံဤပညာတို့ချုပ်ထောက်ပံ့မှုပေါ့ဒါပေမဲ့ကျွန်တော်လက်နက်တို့ခေယံတို့တက်ဆိုင်ပေးနိုင်တဲ့အခြေအနေထိမရှိတော့သူတို့တဲ့လိုအပ်တဲ့စီနေပေါင်းကျွန်တော်အထက်900 ခုနှစ်ခန့်ကျွန်တော်ချုပ်ပြီးပြီးအဆင်ပြေပြီးပေါ့ကျွန်တော်ရဲ့ဒလိုင်းနေနေရထဲချုပ်လူယုံနေရလေးဖြစ်ပါတယ် ဒီကနေ့ကကျွန်တော်မွေးနေပါကျွန်တော်အသက်ထိစီးပြောင်းနေမွေးနေပါဒါမဲ့ကျွန်တော်ထက်ကျွန်တော်တို့ပြည်တော်စုကြီးအနာဂတ်ကြီးတစ်ခုလုံးပြန်လဲကောင်းမွန်တာလာအောင်ဖန်တီးနိုင်စွမ်းရှိတဲ့ပြည်တော်စုရဲ့မိခင်ကြီးမေဆုရဲ့နောက်ကိုရဲ့အကြံမှာကြားရောက်မဲ့မွေးနေ့အတွက်ဆုတောင်းစကားပါချင်ပါတယ် Happy birthday ပါမေဆု ဒေါ်ဆန်းစွတ်ကြီးမြန်ဆုံးလွတ်မြောက်ပါစေအမြန်ဆုံးဖက်စစ်အကြံဖက်ကောင်ကြီးရဲ့ပြန်ပြီးဆွဲတစားခံဖြစ်ချုံနှံထားခံရတဲ့ဘဝနေလွတ်မြောက်ပါစေကျွန်တော်တိုင်းပြည်တစ်ခုလုံးပျက်စီးယွယွင်းပြီးသွေးကြောင်စီးနေတဲ့အခြေအနေကနေမြန်ဆုံးလွတ်မြောက်အောင်မေတ္တာနဲ့ရှင်ပြီးပြန်လည်ဥဆောင်နိုင်ပါစေမေစုပြန်လွတ်လာပြီးကေတင်မှပြည်သူတွေရဲ့ဘဝ တာယာနိုင်မဲ့အနိဋ္ဌရှိပါတယ်။ဝိနည်းရှင်ကျမ်းမာပါစေ။ဆရာပါတမိသားစုလေရွာသားလေတမိသားစုအော်ကျိန်းညီညာကြိုးပေးလိုက်လားဒီထဲရောက်နားပြီလားတက်ကြည့်တဲ့လူတွေလာလာမတက်ရရင်ကြံခဲ့မှာပေါ့မတက်ရပြီနေတိုင်းကြံလာခဲ့မယ်လမ်းချောက်လို့ကြော်တော့မှာအဲ့တော့ကိုကလမ်းချောက်နေကြလမ်းချောက်နေကြအာနာသိမ့်ပြီးတော့ဘယင်လောက်တာအဲ့ဒီဘယင်ဘယ်သူလဲ တဲ့တိတဲ့ဒါမျိုးじゃခွှေကိုမျိုးလိုပဲ